မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 12ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းတိုင်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်မြောက်ပိုင်းကစစ်ကောင်စီရဲ့အင်အားကြီးတပ်စခန်းတစ်ခုဖြစ်တဲ့နေကြားဆောင်ရဲတပ်ဖွဲ့ခွဲနခခခွနစ်ကိုဒီနေ့မနက်ပိုင်းမှာရခိုင်တပ်တော် AA ကအပိတတိုက်ခိုက်သိမ်းပိုက်လိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် အဲ့ဒီစကန်းဟာဂျိန်ချောင်းရွာအနီးကအောင်စစ်ပြင်းရွာမှာအထိုင်ချထားတဲ့တပ်စခန်းဖြစ်ပြီးတော့စစ်ကောင်စီတပ်နဲ့နေသားဆောင်ရဲပူးပေါင်းအင်အား600ခန့်ရှိတဲ့စခန်းဖြစ်တယ်လို့သိရပါဗျ။ဒီမနက်အစောပိုင်းတနအိဝင်းကျင်အထိစစ်ကောင်စီတပ်က Jet Fighter ယာဉ်နှစ်စီးနဲ့လေကြောင်းပစ်ကူပေးထားပြီးတော့မောင်တော်မြို့နေသားဆောင်တပ်ဖွဲ့ခွဲနခခငါးတပ်ရင်းကလက်နက်ကြီးပစ်ကူတွေပေးနေတဲ့ဂျားကနေပြီးတော့ရခိုင်တပ်တော် AA ကတိမ့်ပိုက်နိုင်ခဲ့တာလို့ဒေသခံပြည်သူတို့ကပြောပါဗျ။ဒီနေ့အာယုံတက်ချိန်တိမ့်လိုက်တာလို့တော့သိရတယ် ညတနာရီလောက်ကနေစပြီးတော့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေခဲ့တာဂျက်ဖိုက်တာလေယာဉ်တန်နဲ့လက်နက်ကြီးပစ်တန်တွေကိုကြားနေရတယ်ကျွန်တော်တို့အခုရောက်နေတဲ့နေရာနဲ့ချိန်ချောင်းတွေကတိတ်မဝေးဘူးလေဒီတိုက်ရင်ကိုဖေဗူအာရီလာဆန်းကစပြီးတော့နှစ်လအကြာတိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်းမှာစစ်တပ်ရဲနဲ့မိသားစုဝင်200ခန့်ကိုရခိုင်တပ်တော်အေအေကဖမ်းမိခဲ့ပြီးတော့ကျန်တဲ့တပ်ဖွဲ့ဝင်တွေရဲ့အခြေအနေတွေကိုတော့မသိရသေးဘူးလို့သူကပြောပါတယ်အခုတပ်စခန်းအပါဝင်မောင်တော်မြို့နယ်မြောက်ပိုင်းမှာရှိတဲ့ဒုံညိုတောင်ပြိုကြောင်နဖအောင်တပြေရန်အောင်မြင်နဲ့ တမန်သားတပ်စခန်းတွေကိုလည်းရခိုင်တပ်တော်အေကတိမ့်ပိုက်ထားကြောင်းသတင်းရရှိပါရယ်ခမ ्या နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့တကြံမန်းတပ်မှဖျော်ဖြေဖို့အတွက်အကြမ်းဖက်စစ်ကောင်စီရဲ့လော်ဘီအမှုပညာရှင်တွေပါလာတဲ့ရင်တန်းကိုလုံခြုံရေးယူပေးထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အဲ့ဒီရင်တန်းမှာကမုံရွာတကြံမန်းတပ်အတွက်လာရောက်ဖျော်ဖြေမဲ့အမှုပညာရှင်တွေပါတယ် ်ပြန်ပြစ်တာတော့မလုပ်ဘူးကားထိခိုက်မှုတော့ရှိတယ်လို့ငါးမြင်းဆောင်ကွန်မန်ဒိုဖို့စ်ပြန်ကြားရေးတာဝန်ခံကိုစားပြာကပြောဆိုခဲ့ပါတယ်အေပီလာ17ရက်နေ့ညနေ9နာရီလောက်မှာချောင်းဦးမြို့ကနေပြီးတော့မုံရွာမြို့ကိုထွက်လာတဲ့အကြမ်းဖက်စစ်သားတွေလိုက်ပါလာတဲ့၆ဘိန်းကားကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီစစ်စင်ရေးကိုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် Children Attack Force တယင်းလေးမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တယင်းလေးအထူးကွန်မန်ဒိုတပ်ဖွဲ့ မုံရွာ the boys မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေးတပ်ခွဲနှစ်ငါးမျိုးဆောင် commando force democratic guerrilla force dgf မုံရွာ force group နဲ့စေတန်တို့ကပူးပေါင်းလှုပ်ရှားခဲ့တာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းချောင်းဦးမြို့ပေါ်မှာကင်းလဲ့နေတဲ့စစ်သားတွေကိုပြစ်ခတ်တိုက်ခိုက်ရာတအူးသေးဆုံးပြီးကားတစ်စီးနဲ့ဖုန်းနှလုံးကိုတိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ17ရက်နေ့ညနေ4နာရီအချိန်ကမှချောင်းဝမျိုးပေါ်စခန်းထဲကနေပြီးတော့ကင်းပတ်ဖို့ထွက်လာတဲ့စစ်သားတွေကိုပြစ်ခတ်တိုက်ခတ်ရာ၃ဦးဒဏ်ရာရရှိခဲ့ပြီးတော့ကားတစ်စီးနဲ့ဖုန်းနှလုံးကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိခိုက်ဒဏ်ရာရရှိထားတဲ့စစ်သား၃ယောက်ခဲကတယောက်ဟာတေဆုံးခဲ့ပြီးတော့နှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။7ရက်နေ့ညနေ4နာရီအချိန်မှာချောင်းဦးမြို့ပေါ်စခန်းထဲကနေပြီးတော့ကင်းပတ်ဖို့ထွက်လာတဲ့စစ်ခွေး3កောင်ကိုပြစ်ခတ်တိုက်ခတ်တာကားတစ်စီးတိမ့်စီရမိတယ်စစ်ခွေး3កောင်ထိခိုက်ဒဏ်ရာနဲ့ထွက်ပြေးပြီးတော့ ဒီမနက်ပိုင်းမှာမှဒကောင်တိတ်ဆုံးပြီးကျန်တဲ့နှစ်ကောင်ကတော့ဒဏ်ရာပြင်းထန်စွာရထားတယ်ကျွန်တော်တို့ BLDF တပ်ခွဲအညာမိုင်းကဖုန်းနှလုံးတိမ့်စီရရှိထားပါသေးတယ်လို့ BLDF တပ်ခွဲအညာမိုင်းကတာဝန်ရှိသူတဦးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလွယ်ကျယ်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့ခလာရ14နှစ်တည်ရင်ကိုတိမ့်ပိုက်တဲ့အချိန်မှာစက်သိန်းပေါင်း9000ကျော်ကိုရရှိခဲ့ရာ အဲ့ဒီငွေတွေကို KIA ရဲ့တမဟာ3တမဟာမှုကအရှိပိုင်းတိုင်းဘန္ဒာရေးဌာနကိုစီးရင်သွင်းပြီးတော့ပေးအပ်ပြီးပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လွယ်ကျကရရှိထားတဲ့ငွေတွေနဲ့ပတ်သက်ပြီးတော့ဘလို့စီမံမလဲဆိုတာကိုဗိုလ်ချုပ်ကြီးဂွမ်မော်က KIO ဘန္ဒာရေးဌာနရဲ့စီးမြင်အမှတ်64မှာပြဋ္ဌာန်းထားတဲ့အချက်တွေကို၎င်းရဲ့ Facebook ကနေတဆင့်ရှင်းပြခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစီးမြင်တွေဟာတိုက်ပွဲကနေရရှိတဲ့ငွေကြေးနဲ့တန်မိုးရှိတဲ့ပစ္စည်းတွေကိုဘန္ဒာရေးဌာနကိုအနှံ့ရန်ပြည်သူတွေက အောင်ပွဲအတွက်အလူငွေတွေပေးလာပါကအလူငွေကိုစီးရင်တဲ့ကဗန္ဒာရေးဌာနကိုအနှံ့ရန်အချက်များပါရှိပြီးတော့အောင်ပွဲဆိုဒီမှာအားလုံးစုပေါင်းပြီးတော့လှုပ်ဆောင်မှုရဲ့ရလဒ်ဖြစ်တဲ့အတွက်အများနဲ့တတ်ဆိုင်တယ်လို့သတ်မှတ်ဖော်ပြထားကြောင်းကိုလည်းအသိပေးထားပါတယ်။အဲ့ဒီသတ်မှတ်စည်းမျဉ်းတွေအတိုင်းကိုလွယ်ကျယ်မျိုးကနေရရှိထားတဲ့ငွေကျပ်သိန်းပေါင်း9000ကျော်ကိုတမဟာ၃တမဟာမှုကဗန္ဒာရေးဌာနကိုစည်းရင်းသွင်းပေးအပ်ပြီးဖြစ်ကြောင်းကိုဖော်ပြထားပါတယ်။ဗန္ဒာရေးဌာနရဲ့လုံထုံးလုံနည်းများနဲ့ တခြားအကြောင်းအရာများကိုထပ်မံပြီးတော့ရေးသားဖော်ပြသွားမှာဖြစ်ကြောင်းကိုဗိုလ်ချုပ်ကြီးခွမ်မော်ကအတိပေးထားတယ်လို့သိရပါဗျ။ KIA ကလွယ်ကျယ်မျိုးကိုမက်စလကုံဘိုင်းကနေစတင်ဝင်ရပိတ်ဆို့က AP လာဆန်းမှာမြို့တွင်းကိုဝင်ရောက်နေရယူပြီးတော့မြို့မှာကြံနေတဲ့စစ်ကောင်စီတပ်ခလာရ1-2တပ်သားများဟာ AP လာရှင်းနေညာဘက်မှာတရုတ်နိုင်ငံဘက်ကိုထွက်ပြေးသွားပြီးတဲ့နောက်အဲ့ဒီတိုက်ရင်ကိုပါတိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်နွေယုံကျေးရွာရဲစခန်းကိုဒီမနက်ပိုင်းမှာတော်လိုင်းတက်တွေကစီးနေတက်ခတ်ခဲ့ရာစစ်ကောင်စီအုပ်စု၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ12ရက်နေ့မနက်9နာရီလောက်မှာနွေယုံကျေးရွာရဲစခန်းကိုတော်လိုင်းအင်အားစုတွေကဝိုင်းဝန်းတိုက်ခတ်ခဲ့တာဖြစ်ပြီးတော့ရဲတက်ကြထုံးမောင်းရခိုင်နဲ့ရဲတက်သား၂ဦးစုစုပေါင်း၃ဦးသေပြီးတော့ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ကင်းထောက်မြေပြင်သတင်းစင်ကူးကပြောပါရတယ်။တေတဲ့ထုံးမောင်းကထုံးကြီးရဲစခန်းစင်ကူးနယ်ကနေပြောင်းသွားတဲ့ကောင် တော်လိုက်အင်အားစုတွေကတော့ဘေးကင်းတယ်ပင်လယ်ကြီးကစစ်ကူတွေလာလို့စခန်းကိုတော့မသိမ်းလိုက်နိုင်ဘူးလို့ကင်းထောက်မြေပြင်တရင်စင်ကူးကပြောပါတယ်စင်ကူးနယ်ရွေယုံရွာရေကင်းစခန်းဟာမန္တလေးမိုးကုတ်ကားလမ်းပေါ်မှာတည်ရှိတာဖြစ်ပါတယ်ဒီမနက်၄နာရီကျော်ကစပြီးတော့၂နာရီနီးပါးကြောင်ပြစ်ခတ်တိုက်ခိုက်တန်းနေကြားနေရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်၄နာရီခွဲလောက်မှာစဖြစ်တာ၂နာရီလောက်ကြာတယ်လို့ဒေသခံတအုပ်ကပြောပါတယ်လက်ရှိမှာတော့ပြစ်ခတ်တန်းတွေငြိမ်သွားပြီးချောင်းကြီးရွာဘက်ကနေပြီးတော့လက်နက်ကြီးထုတန်းနေတော့တစ်ချက်တစ်ချက်ကြားနေရတယ်လို့ဆိုပါတယ် မန္တလေးတိုင်းမရိယာစင်ကူးနယ်တပိတ်ချင်းနယ်တွေက စစ်ကောင်စီအုပ်စုတွေကအင်အားတိုးပြီးတော့ရွာစဉ်ပတ်မွေလူသက်လူရက်မိရှုနေတယ်လို့တိုက်ပွဲတွေလည်းမကြာခဏဖြစ်ပွားနေကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်နဲ့တနင်္သာရီကြားကမလွဲတောင် စစ်ကောင်စီစစ်စေးရေးဂိတ်ကို၂ရက်ဆက်တိုက် drone နဲ့တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကညနေ9နာရီခွဲလောက်မှာမလွဲတောင်စစ်ကောင်စီစစ်စေးရေးဂိတ်ကို drone နဲ့ဘုံဒီလေးလုံးကျဲချခဲ့တယ်လို့တော်လိုင်းရဲဘော်တွေကပြောပါရတယ်။ ဘုံသီးတွေသူတို့ဂိတ်စခန်းကိုထိပါတယ်ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့ကျွန်တော်တို့မသိရသေးဘူးလို့စစ်စင်ရေးမှာပါဝင်ခဲ့တယ်တော်လိုင်းရဲဘော်တို့ကပြောပါတယ်ဒီနေ့မနက်ပိုင်းမှာလဲမလွဲတောင်စစ်စေးရေးဂိတ်ကိုနှစ်ကြိမ်ထက်မနည်း drone နဲ့ဘုံသီးချပြီးတော့ထပ်မံတိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းရဲဘော်တွေကဆိုပါတယ် drone တိုက်ခိုက်မှုကြောင့်ထိခိုက်မှုအခြေအနေအသေးစိတ်ကိုမသိရသေးပေမဲ့စစ်ကောင်စီတပ်သားတွေကတော့ဒီနေ့မနက်ပိုင်းမှာမလွဲတောင်စစ်စေးရေးဂိတ်ကိုတွာလာခွင့်နေပိတ်ထားတယ်လို့ဆိုပါတယ် တဝဲဒေတာကခရီးတဲ့တင်ရင်မောင်းတူကတော့ရေးတဝဲကားလမ်းပေါ်မှာအခုမွန်လွယ်ပိုင်းအထိကိုအတက်အစင်းရင်နေပိတ်မိနေတယ်လို့ဆိုပါတယ်။ကြကြမ်းမှာအဝေးပြေးလိုင်းတွေရပ်ထားတော့ဆွဲနေတဲ့ကားကနည်းနည်းပဲရှိတာ။သူတို့အခုထိမလွဲတောင်ပေါ်မှာပိတ်မိနေကြတယ်။တဝဲကိုလည်းပြန်မရောက်သေးဘူးလို့တဝဲအဝေးပြေးရင်မောင်းတူကလည်းဒီနေ့မွန်လွယ်၃နာရီကျော်လောက်မှပြောပါရတယ်။တချိန်ထဲမှာပဲမလွဲတောင်ဆစ်ဆေးရိတ်ဂိတ်နဲ့လမ်းတက်ဆက်ထဲမှာရှိနေတဲ့ရေးမြို့နယ်ကိုမိုင်ရွာတဝိုက်မှာလည်း ဒီနေ့မနက်၈နာရီလောက်ကစစ်ကောင်စီတပ်နဲ့တော်လိုင်းပူးပေါင်းတပ်တွေတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်ကောင်စီဘက်ကလည်းလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့ဒေသခံတွေကပြောပါရတယ်။စစ်ကောင်စီရဲ့ဝါဒဖြန့် Telegram Channel တွေမှာတော့ကိုမှန်ရွာအနီးကခမရ299တရင်ကိုတော်လိုင်းတပ်တွေကဒီနေ့မနက်ပိုင်းမှာလာရောက်ပြီးတော့တိုက်ခိုက်နေကြောင်းနဲ့လေကြောင်းပစ်ကူတွေလှုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းကိုရေးသားဖော်ပြထားတယ်လို့သိရပါရတယ်။ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီးတော့ မလွဲတောင်စစ်ဆေးရေးဂိတ်ကိုတော်လိုင်းတက်တွေကမကြာခဏ drone နဲ့ဘုံကျဲတိုက်ခိုက်တာတွေကိုလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ match လ26ရက်နေ့ကလည်း drone နဲ့ဘုံသီးတွေကျဲချခဲ့တဲ့အထွတ်မလွဲတောင်စစ်ဆေးရေးဂိတ်ကစစ်ကောင်စီတပ်သား6ဦးသေဆုံးခဲ့တယ်လို့ KBDF drone တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်မလွဲတောင်စစ်ဆေးရေးဂိတ်နဲ့ဆက်ဆက်တဲ့ရေးတဝဲလမ်းမိုက်မှာလည်းမွန်နဲ့တနင်္သာရီကတော်လိုင်းရေးတပ်ဖွဲ့တွေပူးပေါင်းပြီးတော့နယ်မြေစိုးမိုးရေးတွေဇက်တိုက်လှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ်တရင်ကတော့မန္တလေးတိုင်းမန္တရာမြို့နယ်မှာစစ်သားတအူးလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့အတွက်ကြောင့်ငွေကျပ်33သိန်းချိမြင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တရာမြို့နယ်အတွင်းမှာတာဝန်ထမ်းဆောင်နေတဲ့စစ်သားတအူးဟာအကြမ်းဖက်စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရများဖြစ်တဲ့ကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်နေအိမ်တွေကိုမိရှို့ဖျက်ဆီးခြင်းပြည်သူလူထုကိုအကြမ်းဖက်နှိပ်စက်တပ်ဖြတ်ခြင်းပြည်သူပိုင်ပျက်စီးများကိုအတင်းအဓမ္မခိုးယူခြင်းနဲ့ပြည်သူလူထုကိုဒဇာကန်အဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်နှိပ်စက်ခြင်းတို့ကို ဆက်လက်လှုပ်ဆောင်လိုခြင်းမရှိတော့တဲ့အတွက်ကြောင့်မရီယာမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှလက်နက်နဲ့တကွအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတအုပ်ကိုမရီယာမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဂုံပြုစုငွေ33သိန်းချင်းမြင့်ပေးခဲ့ပြီးတော့ကောင်းမွန်စွာထိမ့်သိမ်းစောင့်ရှောက်ထားကြောင်းကိုမရီယာမျိုးနယ်ပကဖသတင်းနဲ့တာဝန်ခံကိုဘိုတောက်ကပြောဆိုခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ